်မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့လာမယ့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးလုံခြုံရေးစုမှုရေးဆောင်ရွက်ရန်နာစကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လှိုင် ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ယခုလာမယ့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးလုံခြုံရေးစုမှုရေးစနစ်တကျဆောင်ရွက်ရန်တို့အားပူဇော်မှုကြီးမင်းအောင်လှိုင်ကမတ်လ24ရက်ကနေပြည်တော်မှာကျင်းပပြုလုပ်တဲ့အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးတွင်ပြောကြားကြောင်းသိရပါတယ်။ လာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန်တိုင်းနယ်ပြည်နယ်အလိုက်လုံခြုံရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ကြရန်လိုကြောင်းနိုင်ငံတကာနိုင်ငံရေးနိုင်ငံရေးအင်အားစီးပွားရေးအင်အားနဲ့ကာကွယ်ရေးအင်အားများကောင်းမွန်ရန်အတွက်လှုပ်တင်လှုပ်ထိုက်သည့်လုပ်ငန်းများကိုရရေဝင်ဝင်ဆောင်ရွက်ကြရန်ထည့်သွင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်မယ့်သတင်းကတော့စစ်တကသူတရန်ကုန်ရဲ့58ကျင်း59ကျင်းနဲ့အကျင်း60မြောက်ပွေနှင်းသပင်ဂုံပြူညာစာစာပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ကျမ်းမာရေးဝန်ကြီးဌာနကျမ်းမာရေးလူစွာအရင်းအမြစ်ဦးစီးဌာနစေတကတူတေရန်ကုန်ရေး58ကျင်း59ကျင်းနဲ့အကျင်း60မြောက်ပွေနှင်းသဖြင့်ခုံပြူညာစာစာပွဲကိုမတ်လ23ရက်ညနေပိုင်းကစေတကတူတေရန်ကုန်ရေးမြက်ခင်းပြည်မှာကျင်းပရောကျမ်းမာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးပမောခဒေါက်တာတခိုင်ဝင်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဝန်ကြီးများကျမ်းမာရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များပမောခချုပ်များဘွဲ့ရအောင်သာအောင်သူများရဲ့မိဘများ များတက်ရောက်ကြတယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင်ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းဖွင့်ပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးသင်ကန်းချုံခရိုင်ရန်ကင်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနဆရာအထက်ပညာဦးစီးဌာနရန်ကင်းပညာရေးဒီဂရီကောလိပ်တွင်ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ်တင်မြင့်ဆောင်2025သင်တန်းဖွင့်ပွဲအခမ်းအနားကိုမတ်လ25ရက်နေ့နဲ့9နာရီကမြက်ပညာခိုင်မမှကျင်းပကြောင်းသိရပါသည်။တင်နန်းဖုံဝဲအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးဝင်ကြီးများရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းဦးကြီးဦးအောင်မြတ်စုနှင့်ဆရာဆရာမများ ပညာရေးဝန်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးတိုင်းပညာရေးမှူးဒေါက်တာချွတ်ချိုးမြအောင်ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနဲ့ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတင်နန်းသားတင်နန်းသူဆရာဆရာမများတက်ရောက်ကြပါသည်။တင်နန်းဖွင့်ပွဲတွင်ရန်ကင်းပညာရေးဒီဂရီကောလိပ်မှကျောင်းသူလေးများမှရန်ကင်းပညာရေးကောလိပ်ကျောင်းသချင်းဖြင့်စတင်ဖြောပြပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွဲ့အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီးတိုင်းဒေသကြီးပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာချွတ်ချိုမြအောင်ကသင်တန်းဖွင့်လှစ်ရခြင်းရဲ့အရွယ်ချက်များနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားပြီးရန်ကင်းပညာရေးဒီဂရီကောလိပ်မှကျောင်းအုပ်ကြီးဦးအောင်မြတ်စုကကျေးဇူးတင်စကားပြောကြားပါတယ်အရင်နောက်ဝင်းကြီးချုပ်မှာသင်တန်းတက်ရောက်တဲ့ဆရာဆရာမများနဲ့သင်တန်းနီးပြများအားထောက်ပံ့ငွေများချိမြင့်ပေးကြအောင်တည်ရပါတယ်။ သင်တန်းကိုမတ်လ24ရက်မှ မေလ30ရက်ထိရန်ကင်းပညာရေးဒီဂရီကောလိပ်ဒေချင်ရေးအလဲတန်းကျောင်းနှင့် အမတ်တိအခြေခံပညာအထက်တန်းကျောင်းတို့တွင်ဗုဒ္ဓထောင်ခရိုင်တကုံမြို့တစ်ခရိုင်နှင့်မယန်းကုန်းခရိုင်အတွင်ရှိမြို့နေများမှဆရာဆရာမ1088ဦးပဲခူးတိုင်းဒေသကြီးမှဆရာဆရာမ900ဦးစစပေါင်းဆရာဆရာမ1588ဦးတက်ရောက်ကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့လှလှထွေးကပေးပို့လာတာပါ thank you